ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီဒီကနေ့ဂျွန်လ17ရက်နေ့ညပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ AA ရဲ့တက်ခိုင်းမှုကြောင့်ငတိုင်းချောင်းအမြောက်တက်3လေးမှစစ်ကောင်စီတပ်သားများအကြအဆုံများစွာနဲ့ဆုတ်ခွာထွက်ပြေးနေရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအေယာဝတီတိုင်းဒေသကြီးအတွင်မှာအရခတ်တက်တော် AA ဦးဆောင်တိုက်ခတ်နေတဲ့ ရည်ကြည်မျိုးနယ်ကတိုင်ချောင်းကလမ်းပေါ်မှာတည်ရှိတယ်။အမြောက်တပ်၃၄၄မှစစ်ကောင်စီတပ်သားများဟာအကြအစုံအထိနာမှုများနေတဲ့အတွက်ဖယိုဖယဲစုတ်ခွာထွက်ပြေးနေရကြောင်းသတင်းရရှိပါတယ်။အမြောက်တပ်၃၄၄မှစစ်ကောင်စီတပ်သားများမှအေအေနဲ့ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များရဲ့တိုက်ခိုက်မှုစွန့်ရည်ကြောင်းတိုက်ခိုက်တည်ဆုံးမှုများပြီးအမြောက်တပ်ရဲ့ထွက်ပေါက်ဝါကိုဖယိုဖယဲစုတ်ပြေးနေရတယ်လို့ဒေသခံမြေပြင်စီရေးသတင်းရင်းမြစ်တူကပြောပါတယ်။စစ်ကောင်စီတပ်သားတွေကတိုက်ခိုက်ကြဆုံးမှုများလို့ထွက်ပေါက်ရှာနေရတဲ့အနေအထားရှိတယ်။ မနေ့ကအထိဖယိုဖယင်းနဲ့အုပ်စုလိုက်ထပ်ပေါက်ကိုရှာပြီးစစ်ကိုကိုစောင့်နေတယ်လို့ဆိုပါတယ်။ရည်ကြည်မြို့နယ်ငတိုင်းချောင်းနဲ့ဆယ်မိုင်ခန့်သာကွာဝေးတဲ့အမြောက်တပ်၃လေးလေးအတွင်းထဲကိုဇွန်လ12ရက်နေ့မှစတင်ပြီးအေအေဦးဆောင်တဲ့တော်လန်ရေးတပ်ဖွဲ့ဝင်များကတိုက်ခိုက်နေခြင်းဖြစ်ပါတယ်။လက်ရှိမှာအမြောက်တပ်၃လေးလေးကိုဆယ်မိုင်ခန့်သာကွာဝေးတဲ့ကျုံပြောအခြေစိုက်ခလာရ36မှာစစ်ကိုတက်လာနေတယ်လို့သိရှိရပါတယ်။အဆိုပါစစ်ကိုစစ်ကြောင်းများနဲ့အေအေဦးဆောင်တဲ့တော်လန်ရေးတပ်ဖွဲ့ဝင်များဟာလည်း ငတိုင်းချောင်းရင်းနသာကြေးရွာအနီးအနားမှာအပြန်အလှန်ပြစ်ခတ်မှုဖြစ်နေတယ်လို့ကော့ဒေတာကန်စစ်ဆောင်တူကဆိုပါတယ်စစ်ကူတက်လာတဲ့စစ်ကြောင်းတွေကအမြောက်တပ်ပတ်ဝန်းကျင်ကရင်းနသာရွာအနီးတိရောက်လာလို့အဲ့ဒီမှာလည်းအပြန်အလှန်ဖြစ်နေတယ်လက်နက်ငယ်တန်းတွေကြားနေရတယ်လို့ပြောပါတယ်စစ်ကောင်စီရဲ့အနောက်တောင်တိုင်းစစ်တနာကျုပ်လက်အောက်ခံတပ်ဖြစ်တဲ့အေယော်ရီတိုင်းကျုံပြောမျိုးအခြေဆိုင်ခလာရ36တက်ရင်ဟာလေရခိုင်ပြည်ရန်ပြင်းမြို့တိုင်းတိုက်ပွဲနဲ့ခေါင်းမြို့တိုင်းတိုက်ပွဲတွေမှာလည်းပါဝင်ခဲ့ပြီးအတေပြောက်များခဲ့ကြောင်း အေကပြီးခဲ့တဲ့2024ခုနှစ်မြို့သိမ်းတိုက်ပွဲများသတင်းထုတ်ပြန်ရမှာဖော်ပြခဲ့ပါရခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့စစ်ကောင်စီတက်ကန်ကြီးရွာမှာဆုတ်ခွာသွားပြီးနောင်ချိုကြီးရွာမှာတိုက်ပွဲတွေဆက်ဖြစ်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့တောင်ဘက်ကန်ကြီးကြီးရွာကနေဆုတ်ခွာသွားတဲ့စစ်ကောင်စီတက်တွေနဲ့တော်လန်ရေးတက်တွေကတင်ပင်လင်ရှိရာနောင်ချိုကြီးကြီးရွာမှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့နောင်ချိုဒေသခံတွေကပြောပါတယ်နောင်ချိုမြို့တောင်ဘက်ဒုထဝရီမြို့ကိုတတာအနောက်ဘက်မှာရှိတဲ့ အမြောက်တပ်တွေတည်ရှိရာတောင်ကင်းကြီးရွာကနေစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာဇွန်လ9ရက်နေ့မှာနောင်ချိုမြို့အနီးကကင်ကြီးကြီးရွာတိရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ကင်ကြီးကြီးရွာမှာ TNL နဲ့ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဟာပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။အဲဒီနောက်ဇွန်လ9ရက်နေ့မှာစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာလို့ပင်ငယ်ကုန်းနဲ့ကန်ကြီးကျေးရွာကြားမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့တောင်းတက်မတော် TNL ကထုတ်ပြန်ပါတယ်။အခုတော့ကန်ကြီးရွာရဲ့အရှိတ်ဘက်နားက နောင်ချိုကြီးကြေးရွာမှာတိုက်ပွဲတွေဖြစ်နေတယ်လို့နောင်ချိုဒေသခံတွေကဆိုပါတယ်။နောင်ချိုကြီးဘက်ကတော့အုံတိုင်းပဲလို့နောင်ချိုဒေသခံတို့ကပြောပါတယ်။နောင်ချိုကြီးကြေးရွာဟာနောင်ချိုမြို့ကိုတိမ်ပင်လင်လာရောက်ကြီးစုသူတွေလာကြတဲ့နေရာဖြစ်ပြီးတင်ရှားတဲ့နေရာတစ်ခုဖြစ်ပါတယ်။ကန်ကြီးရွာကနေစုကွာသွားတဲ့စစ်ကောင်စီတပ်တွေဟာနောင်ချိုကြီးကြေးရွာမှာစစ်ကြောင်းတစ်ကြောင်းနဲ့တောင်ခမ်းရွာကိုသွားတဲ့လမ်းမိုင်းကမမန်တော်ကြေးရွာနားမှာစစ်ကြောင်းတစ်ကြောင်းဆိုပြီးစုကွာသွားတာလို့နောင်ချိုဒေသခံတွေကပြောပါတယ်။ မန္တလေး PDF ရေးပေါ်တွေဟာဇော်လ9ရက်နေ့မှာစစ်ကူရောက်လာတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်။ဒါပေမဲ့တိုက်ပွဲတွေမှာပါဝင်တိုက်ခိုက်တာရှိမရှိဆိုတာကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။စစ်ကောင်စီတပ်ကံကြီးရော်ကိုရောက်လာစဉ်မှာရှစ်မိုင်ကျော်ကွာဝေးတဲ့နောင်ချိုမြို့ကိုလက်နက်ကြီးတွေနဲ့ဆယ်လုံးခန့်မနဲ့ပစ်ခတ်ခဲ့ပါသေးတယ်။ပြီးခဲ့တဲ့ဇော်လ4ရက်နေ့ကလည်းနောင်ချိုမြို့ဇီးရက်ကွက်ကိုစစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်ခဲ့လို့ဒေသခံပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်နှလုံးနဲ့ကံမောစကျောင်းတိုက်ဖုန်ကြီးကျောင်းလည်းထိမှန်ပျက်စီးခဲ့ပါသေးတယ်။ စစ်ကောင်စီတပ်ဟာဇွန်လ10ရက်နေ့ညနေပိုင်းကလည်းနောင်ချုံမြို့နယ်လုံဝဲကြီးရွာကိုဟောဝေစာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့အမျိုးသားတအူတိမှန်တန်ရန်ရရှိခဲ့ပါသေးတယ်။လုံဝဲကြီးရွာအတွင်လက်နက်ကြီးနှလုံးပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အသက်52နှစ်အရွယ်ဦးကျော်မင်းစုသူထိမှန်ခဲ့တာပါ။နောင်ချုံမြို့တောင်ဘက်ကကန်ကြီးကြီးရွာအနီးမှာဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့်နောင်ချိုမျိုးကန်တွေကဘေးလွတ်ရာကိုတင်းရှောင်နေရတယ်လို့အဲ့ဒီမျိုးကန်အချို့ကဆိုပါတယ်ခင်ဗျာဆက်လက်တင်ဆက်ပေးချင်တာကတော့ အိန္ဒိယလေရင်ပြတ်ကျမှုမှာတဦးတဲ့အသက်ရှင်ကျန်ရစ်ခဲ့သူမှာအရေးပေါ်ထွက်ပေါက်မှာခုန်ချခဲ့ခြင်းဖြစ်ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအိန္ဒိယနိုင်ငံဂူဂျရက်ပြည်နယ်အမီတာဘတ်မြို့မှာဇော်လ12ရက်နေ့ညနေကလန်ဒန်ကိုစတင်ထွက်ခွာပြန်တန်းလာစဉ်မှာပြတ်ကျခဲ့တဲ့အိန္ဒိယလေကြောင်းလိုင်းလေရင်ပေါ်ပါ242ဦးအနက်တဦးတဲ့သောအသက်ရှင်ကျန်ရစ်သူရာမက်ရှ်ဖစ်ဝါရှ်ကူမာဟာလေရင်ရဲ့အရေးပေါ်ထွက်ပေါက်အနီးမှာထိုင်နေခဲ့ပြီးခုန်ချလွတ်မြောက်ခဲ့ကြောင်းရေးတပ်ဖွဲ့ကပြောပါတယ်အိန္ဒိယနယ်ပေါ်ဗြိတိန်နိုင်ငံသားဖြစ်တဲ့ Fish Wash ကုမကိုကုသပေးခဲ့တဲ့ဆရာဝန်ဒေါက်တာဒါဗယ်ကာမီတီကသူ့ခန္ဓာကိုယ်အနက်ဒဏ်ရာများစွာနဲ့သတိလစ်နေခဲ့တာပါ။ဒါပေမဲ့ NEA ကင်းပုံရပါတယ်လို့ AP သတင်းဌာနကိုပြောကြားခဲ့ပါတယ်။အသက်40အရွယ် Fish Wash ကုမဟာအိန္ဒိယမှာရှိတဲ့မိသားစုထံကိုလာရောက်လေပတ်ပြီးနောက်၎င်းရဲ့ညီဖြစ်သူနဲ့အတူဗြိတိန်ကိုသွားခဲ့ခြင်းဖြစ်ပါတယ်။ကျွန်တော်ထလိုက်တော့ကျွန်တော်ပတ်ဝန်းကျင်မှာအလောင်းတွေကြီးပဲကြောက်တယ်။ကျွန်တော်ထပြီးပြေးတယ်။ကျွန်တော်ပတ်ဝန်းကျင်မှာလေရင်အပိုင်းအစတွေအပြည့်ပဲ တယောက်ယောက်ကကျွန်တော်ကိုဖမ်းပြီးလူနာတင်ရင်တည်းထည့်ပြီးစေးရုံကိုခေါ်လာတယ်လို့ Fish Wash Kumar က The Hindustan Times ကိုပြောကြားခဲ့ပါတယ်။လေရင်မပြတ်စီးမီ Fish Wash Kumar ခုန်ကြနိုင်ခဲ့ခြင်းရှိမရှိကိုတော့ရှင်းရှင်းလင်းလင်းမသိရှိရသေးပါဘူး။လေရင်စတင်ပြန်တန်းပြီးတော့ရုတ်တရက်အောက်တော့ပြန်နေဆင်းလာကရုတ်တရက်နှစ်ပိုင်းကွဲသွားပြီးကျေလောင်တဲ့အတန်နဲ့ပေါက်ကွဲမှုဖြစ်ပွားပြီးနော်၎င်းလက်ထက်သွားခဲ့ကြောင်း Fish Wash Kumar ကပြောပြခဲ့တယ်လို့အခြားဆေးဘက်ဆိုင်ရာဝန်ထမ်းတအုပ်ကပြောဆိုပါတယ်။ The Hindustan Times မှာ online မှာပြသခဲ့တဲ့ Vish Washkuma ရဲ့လေရင်လက်မှတ်တပ်ပုံမှာတော့၎င်းဟာလေရင်ရဲ့ထိုင်ကုန်နံပါတ် 11A မှာထိုင်တဲ့ကြောင်းပြသခဲ့ပါတယ်။၎င်းရဲ့ညီဖြစ်သူအကြီးဟာလေရင်ပေါ်မှာရှိတဲ့အခြားအတန်းမှာထိုင်ခဲ့တယ်လို့သိရှိရပါတယ်။သူကအရေးပေါ်ထွက်ပေါက်နားမှာရှိခဲ့ပြီးအရေးပေါ်တကားကနေခုံချပြီးလွတ်မြောက်နိုင်ခဲ့တယ်လို့အမီဒပတ်မြို့မှာရှိတဲ့ရဲအရာရှိတအုပ်ဖြစ်သူ VD Chowdhury က Fish Washkuma နဲ့ပတ်သက်၍ပြောကြားခဲ့ပါတယ်။ ဗြိတိန်မှာရှိတဲ့ Fish Wash ကုမရဲ့မိသားစုဝင်တဦးက Fish Wash ကုမအသက်ရှင်ကျန်ရစ်ခဲ့ပြီးမိသားစုနဲ့အဆက်အသွယ်ရှိကြောင်းရိုက်တာသတင်းဌာနကိုပြောကြားပါတယ်။ Fish Wash ကုမဟာအင်းအောင်တဦးဖြစ်ပြီးတာယောက်ကြားလေးတဦးရှိကြောင်းသိရှိရပါတယ်။အင်းအိန္ဒိယလေကြောင်းလိုင်းရဲ့ Warren 787ခီးစဉ်အမှတ် AI 171လေဟာဇွန်လ12ရက်နေ့ကလန်ဒန်မြို့မှာရှိတဲ့ Gatwick လေဆိပ်ကိုဥတီပြန်တန်းစင်မှာထွက်ခွာပြီး9မိနစ်အကြာမှာပဲ မိကန်နန်ရွာအနီးမှာရှိတဲ့လူနေထိုင်ရာရပ်ကွက်ကိုပြက်ကျခဲ့ပြီးလင်းရင်အပြင်ဘက်မှာရှိတဲ့စီကောလိပ်ကျောင်းသားအဆောင်ကိုနေ့လယ်စာစားချိန်မှာပြက်ကျခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါလင်းရင်ပြက်ကျမှုဟာစေစုနဲ့အတွင်းမှာကမ္ဘာအဆိုးဆုံးလင်းရင်ပြက်ကျမှုတစ်ခုဖြစ်ခဲ့ပါတယ်။ပြက်ကျမှုမှာလင်းရင်ပေါ်မှာလူ140ကျော်တေဆုံးခဲ့တယ်လို့မြေပြင်မှာတေဆုံးသူအချို့လည်းရှိခဲ့ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းလျက်စစ်မင်းနဲ့အင်တာနက်ဝယ်ယူမှုကမ်ဘောဒီးယားရုပ်သိမ်း ထိုင်းရုပ်သံများပြတ်တမှုပါပိတ်ပင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာထိုင်းနိုင်ငံနဲ့နေဆက်အငင်းပွားမှုဖြစ်နေတဲ့ကမ်ဘောဒီးယားနိုင်ငံဟာထိုင်းနိုင်ငံမှာလင်းစစ်တပ်အားနဲ့အင်တာနက်လိုင်းဝယ်ယူမှုကိုရှုသိမ်းလိုက်တဲ့အပြင်ကမ်ဘောဒီးယားနိုင်ငံထဲမှာထိုင်းရုပ်သံ channel တွေထိုင်းရုပ်ရှင်ဇလန်းတွဲတွေပြတ်တကြီးရှုခွင့်ကိုလည်းပိတ်ပင်လိုက်တယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြထားပါတယ်ထိုင်းလူမှုကွန်ရက်တွေမှာကမ်ဘောဒီးယားကိုတိုက်ခိုက်မှုတွေရှိနေပြီးလျှက်စစ်မီဖြစ်ဖို့အင်တာနက်ပြတ်ဖို့အစိုးရကိုတိုက်တွန်းနေကြပါတယ် ထိုင်းအစိုးရအနေနဲ့ဆုံးဖြတ်ရခက်ခဲမှုမရှိအောင်သူတို့ဘက်ကပဲစတင်ရုပ်သိမ်းလိုက်ပါတယ်။ကမ်ဘောဒီးယားအနေနဲ့မိမိပြည်တွင်းမှာလျှက်စစ်မင်းနဲ့အင်တာနက်လိုင်းတွေလုံလောက်စွာရယူဖို့နည်းလမ်းရှိတယ်လို့ကမ်ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကဇွန်လ12ရက်ညမှာသူ့ရဲ့လူမှုကွန်ရက်ကနေရေးသားထားပြီးဇွန်လ12ရက်တကောင်ကျော်ဇွန်လ13ရက်မနက်အကူကာလကစပြီးထိုင်းနိုင်ငံကမင်းနဲ့အင်တာနက်တွေမတုံ့ဆွဲကြဖို့ညွှန်ကြားလိုက်တယ်လို့ဆိုပါတယ်။ကမ်ဘောဒီးယားတပ်တွင်းနဲ့စွမ်းအင်ဝန်ကြီးဌာနကလည်း ထိုင်းနိုင်ငံကလျှက်စစ်တပ်အားနဲ့အင်တာနက်လိုင်းကိုမသုံးတော့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ပြည်တွင်းရုပ်သံလိုင်းတွေမှာလည်းထိုင်းရုပ်သံ channel တွေပြသခြင်းမရှိတော့ဘဲထိုင်းသတင်းနဲ့ရုပ်သံဇာတ်လမ်းတွေမကြည့်ကြဖို့ညွန်ကြားထားတယ်လို့ကမ်ဘောဒီးယားပြည်သူတွေကပြောပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ကမ်ဘောဒီးယားနိုင်ငံသားတွေထိုင်းမှာစီးတော်မကုဖို့တားမြစ်မယ်။ထိုင်းရောက်ကမ်ဘောဒီးယားရွှေပြောင်းလုပ်သားတွေအကုန်ပြန်ခေါ်မယ်။မိမိနိုင်ငံအချုပ်အခြာအာဏာကာကွယ်ဖို့ကမ်ဘောဒီးယားတပ်ဖွဲ့ဝင်အင်အားနေဆက်ကိုတိုးမြှင့်ချထားမယ်။ နေဆက်နေပြည်သူတွေအတွင်းပိုင်းဘေးလွတ်ရာရွှေ့ထားမယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ထိုင်းနိုင်ငံကျန်တပူရီခရိုင်မှာရှိတဲ့ပုံနက်ရော်နေဆက်ဂိတ်မှာလည်းကမ္ဘောဒီးယားဘက်ကဒီကနေ့မနက်7:00နာရီလောက်မှာကြိုတင်အကြောင်းမကြားထားပဲပိတ်လိုက်တဲ့အတွက်နိုင်ငံကြားဖြတ်တန်းသွားလာတဲ့ပြည်သူတွေအခက်အခဲဖြစ်ခဲ့တယ်လို့ဆိုပါတယ်။စံကယောက်ခရိုင်အင်ယာပတိမြို့နယ်မှာရှိတဲ့နိုင်ငံနေဆက်ဂိတ်မှာတော့ထိုင်းရောက်ကမ္ဘောဒီးယားရွှေ့ပြောင်းလို့သာထောင်နဲ့ချီနေရပြန်နေကြပါတယ်။ကမ္ဘောဒီးယားဘက်ကမီးနဲ့အင်တာနက်ဖြတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝက်ကတော့ထိုင်းဘက်ကမိနစ်ရည်ဖြတ်မယ်ဆိုတာကိုတရားဝင်ထုတ်ပြောတာမရှိပါဘူးအချိန်နေဆိုးရွားလာရင်တစင်ပြီးတစင်ဆောင်ရွက်ဖို့အလို့သဘောဆွေးနွေးတာပဲရှိပါတယ်အတိမပြုသေးပါဘူးကမ္ဘောဒီးယားဘက်ကနားလည်မှုလွဲမှားတာဖြစ်မယ်မနေ့ပြန် GBC နိုင်ငံနေဆက်ပူးတွဲကော်မတီအစည်းအဝေးမှာဒီကိစ္စကိုပါတင်ပြဆွေးနွေးမယ်လို့သတင်းတောက်တွေကိုပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ် မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးဒေါ်လာနေတဲ့ကောင်အချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့ဒေါ်လာသတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။